အားလုံးတို့တွေညီကိုမောင်နှမများအောင်ချမ်းမြေချမ်းနေရနေပြီးတော့မင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါအဲ့တော့ကဘာကဘေးရလဲမကောင်းပါဘူးအဲ့တော့မအားမလတ်တဲ့ကြာနေပြီးတော့ပဲကနန်လေးတွေကိုဒါထုတ်ပေးရခြင်းဖြစ်ပါတယ်၄ရက်စား ရှင်းလေးလ2025ကနေပြီးတော့17ရက်လေးလ2025အထိ၄ရက်ကစားရမယ်ခဏနေဖြစ်ပါအဲ့တော့ဒီဘက်မှာတပတ်တာ12ကွက်ထုံးစံတိုင်းတပတ်တာ12ကွက်ကတော့ဒီအပေါ်က12ကွက်ဖြစ်ပါ12ကွက်ပါဒီ12ကွက်ကိုနေဆုံး နှစ်ကြိမ်သုံးကြိမ်လို့မစားလိမ့်မယ်လို့ယူဆထားပါအဲ့ဒါတိုက်ဆိုင်တဲ့ကဏ္ဍအဆိုင်တူတဲ့ကဏ္ဍတွေကိုရွေးထုတ်ပြီးတော့မွေးမယ်ဆိုရင်အကွက်ကျင်းပါလေတစ်နှစ်ကဲလေးနှစ်ကဲနှစ်သုံးရင်တစ်သုံးရင်ကဏ္ဍလေးကွက်အဆိုင်တူပါအဲ့နဲ့တော့တူတာလဲဆိုရင်ပူပါခွေကဏ္ဍနဲ့တော့တူပါလေပူပါခွေကဏ္ဍက1 2 3 4အခွေပါအ ဒီလေးရက်အတွင်းမှာကြမယ်လို့ဒါယူဆထားပါတယ်။ဒါောလည်းမိမိတို့အနေနဲ့စိတ်ကြက်ယူပြီးတော့ကစားနိုင်ပါတယ်။အဲဒီတော့အဆိုင်တူတဲ့ကနန်း၄ခွက်ပါပါတယ်ဒီဘက်မှာ။ဒီ၄ခွက်ကိုမွေးမယ်ဆိုရင်ဇာတို့မွေးနိုင်ပါတယ်။သူရှင်ပတိရတော့၁၆ဖြစ်ပါတယ်။ဒီဘက်မှာနှလုံးထုတ်ပေးထားပါတယ်။နေတိုက်ပတိအနေအားဖြင့် မနေ့ကအင်္ဂါနေ့12နာရီတမိနစ်မှာ6လေးနှလုံးဖြစ်ပါတယ်6လေးနှလုံးဖြစ်ပါတယ်မနေ့ကအင်္ဂါ6လေးနှလုံးဖြစ်ပါတယ်အဲ့တော့ဗရိတ်အနေအားဖြင့်ဒီဘက်မှာကစားကြမှာဆိုရင်6ဗရိတ်ကိုအာကောင်းတယ်လို့ဒီလိုပြောရမှာဗရိတ်ကတော့6ဗရိတ်ပါအဲ့တော့6ဗရိတ်နဲ့ရွေးဆယ်ပြီးတော့ဒီထဲမှာ လေးနှစ်ပါမယ်ကိုခွန်ပါမယ်ခြောက်ပလိဒါလေးသတိထားဖို့လိုအပ်ပါတယ်အဲ့တော့ခြောက်ပလိကိုအပြင်းမွေးလို့သူများလည်းမွေးနိုင်ပါတယ်ပတဲခြောက်လာမယ်လို့တွေးရှိထားပါတယ်အဲ့တော့ဒီဘက်မှာတူတင်ညီကိုမောင်တော်မလေးပောက်ခဲရင်လဲ ောက်ခဲ့လို့ရှိရင်လှူပေးပါလို့ပြောခြင်းပါ